မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုယင်းနေရာ IIMM ရဲ့အကြီးအကဲကမြန်မာနဲ့ပတ်သက်ပြီးသတင်းထုတ်သတင်းအမှားတွေပြောကြလို့ပြည်သူတွေက ရှုံချနေတယ်ဆိုပြီးဖြန့်ဝေနေတဲ့အကြောင်းအရာကိုစစ်ဆေးပေးပါမယ်။ကိုတက်၊မင်းတင်၊နောင်ရွဟစ်တိုင်၊ဟန်ငိမ့်ဦးနဲ့ကကဟန် Telegram Channel တွေကနေအော်တိုဘားလ29ရက်နေ့ကဖြန့်ဝေနေတာဖြစ်ပြီးပြည့်နှက်မှုလည်းများပါတယ်။ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးစစ်ဆေးကြည့်တဲ့အခါမှာ IMM အကြီးအကဲဖြစ်သူနီကိုလတ်ခွန်ဂျန်ကအော်တိုဘာလ28ရက်နေ့မှာကျင်းပတဲ့ကုလအထွေထွေညီလာခံတတိယကော်မတီအစည်းအဝေးမှာမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးထုတ်ပြန်ပြောဆိုခဲ့တာရှိပါတယ်။ IMM အကြီးအကဲနီကိုလတ်ခွန်ဂျန်ကမြန်မာစစ်တပ်ဟာသူတို့ဖမ်းဆီးထားတဲ့သူတွေအပေါ်နှိပ်စက်တာလိန်ပိုင်းဆိုင်ရာကျူးလွန်တာတွေလှုပ်ဆောင်ခဲ့ပြီးအဲ့ဒီကျူးလွန်ခဲ့တဲ့မြန်မာစစ်သားနဲ့တပ်မှုတွေကဘသူဆိုတာတပ်တွေအထောက်ထားရရှိထားပြီးဖြစ်တယ်လို့ပြောဆိုခဲ့တာပါ။ ဒီလိုထုတ်ဖော်ပြောဆိုချက်ကိုလွတ်လပ်ပြုံးကြီးစိတ်ချတဲ့သတင်းဌာနတွေမှာသတင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ရာ IMM အကြီးအကဲရဲ့ထုတ်ပြန်ချက်ကိုလည်း IMM ရဲ့တရားဝင် website မှာအပြည့်အစုံဖော်ပြထားပြီးတက်တဲ့ထွက်ဆိုချက်ပေါင်း600ကျော်အပါအဝင် အထောက်ထားအရင်းမြစ်1300ကျော်နဲ့ဆက်သွယ်ဆောင်ရွက်ခဲ့တယ်လို့လည်းပါရှိပါတယ်။စစ်တပ်ဟာစစ်အာဏာသိမ်းပြီးတဲ့အချိန်ကစလို့ ပြည်သူတွေအပေါ်ဖိနှိပ်မှုအမျိုးမျိုးလှုပ်ဆောင်ခဲ့တဲ့အပြင်လက်ရှိအချိန်ထိလည်းကျူးလွန်နေဆဲဖြစ်တာကိုကိုတွေ့ကြုံတွေ့ခဲ့ရတဲ့သူတွေရဲ့ပြောဆိုချက်တွေနဲ့အတူလွတ်လပ်ပြုံးကြီးစိတ်ချတဲ့သတင်းဌာနတွေမှာအများပြဖော်ပြခဲ့ပြီးဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုတွေလှုပ်ဆောင်ရမှာလဲလူနေအိမ်တွေစာတင်ကျောင်းတွေဆေးရုံတွေနဲ့ဘာသာရေးအဆောက်အုံတွေကိုတိုက်ခိုက်နေတာဖြစ်တဲ့အပြင်ဖန်စီထားသူတွေကိုလည်းရိုက်နှက်နှိပ်စက်ခဲ့တာတွေဟာလက်ရှိအချိန်ထိကျူးလွန်နေဆဲဖြစ်ပါတယ်။ဒါအပြင် လိမ်ပိုင်းဆိုင်ရာအကြမ်းဖက်ကျူးလွန်မှုတွေလှုပ်ဆောင်ခဲ့တာတွေဟာလဲတပ်ဆိုင်ရာမြေပြင်ကအဖွဲ့အစည်းတွေရဲ့စုံစမ်းထုတ်ပြန်ချက်သတင်းဌာနတွေရဲ့ဖော်ပြချက်တွေအရသက်သေပြချက်တွေဖြစ်နေတာပါဒါကြောင့်မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရန်ညာ IMM ရဲ့အကြီးအကဲကမြန်မာနဲ့ပတ်သက်ပြီးပြောဆိုချက်တွေကမှန်ကန်တဲ့အချက်အလက်တွေဖြစ်တာထင်ရှားနေပါတယ်ဒါကြောင့်စစ်အုပ်စု lobby တွေက မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးမှုရင်းနှီး IMM ရဲ့အကြီးအကဲကမြန်မာနဲ့ပတ်သက်ပြီးသတင်းတူသတင်းအမှားတွေပြောကြလို့ပြည်သူတွေကရှုံချနေတယ်ဆိုပြီးဖြန့်ဝေနေတာဟာတံပြန်ဝါဒဖြန့်တဲ့အနေနဲ့ရေးသားမှုတက်တက်တာဖြစ်ပါတယ်။ online user တွေအနေနဲ့ online ပေါ်မှာဒီလိုသတင်းမှန်တွေအပေါ်မှားယွင်းကြောင်းပြန်ပြောင်းရေးသားဖြန့်ဝေမှုတွေလည်းရှိနေတာမို့လို့ပြည်သူများမယုံကြည်ကြဖို့နဲ့အထူးသတိထားကြဖို့တိုက်တွန်းလိုက်ရပါတယ်။